ကျွန်တော်ဒီနေ့မျှဝေပေးချင်တာလေးကတော့ conditional format တင်းထဲမှာရှိတဲ့ new တဲ့က UA formula to determine whether to format ဆိုတာလေးကို အသုံးပြုပြီးတော့ကျွန်တော်တို့ဒီမှာ data ဖြည့်လိုက်တာ ਨੇ ပေါ့เนาะ data ရှိတဲ့ဇက်ကွက်တွေကို auto border ခတ်အောင် လုပ်တဲ့နည်းလေးကိုပြောပြပေးချင်တာပါ ကျွန်တော်တို့ဒီ conditional formatting က home ထဲမှာရှိပါတယ် conditional formatting ထဲမှာအဲ့ဒီထဲကနေ new view ကိုအသုံးပြုမှာပါအဲ့ new view လေးကိုဝင်လိုက်မယ်ဆိုရင်ဒီအောက်ဆုံးမှာ UA formula to determine with cell to format ဆိုတာရှိပါတယ်အဲ့ကောင်လေးကိုနှိပ်လိုက်ပြီးဆိုလို့ရှိရင်ဒီမှာဖွဲဒီမှာအောက်မှာပေါက်လေးတစ်ခုကြာလာပါတယ်အဲ့ဒီပေါက်လေးရဲ့အပေါ်မှာရေးထားတာကတော့ format values with where to where this formula is true formula man ရင်ကျွန်တော်တို့ကိုလှုပ်ဆောင်ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ formula man နေဆိုရင်ဘာလို့ င်တာလဲဆိုတော့ဒီ format တွေကိုဝင်ပြီးတော့ကျွန်တော်တို့လိုချင်တာလေးတွေကို ပြင်လို့ရပါတယ်။ font color တွေပြောင်းတာ border တွေခတ်တာအယောင်တွေဖြည့်တာပေါ့နော်အဲ့ဒါတွေလုံလို့ရတာရမှာဖြစ်ပါတယ်။အဲ့ဆိုတော့ကျွန်တော်တို့အဲ့ဒီနေရာမှာ new တွေက UA formula to determine တဲ့ကိုသွားလိုက်လို့အဲ့ဒီထဲမှာ ပြောပေါ့နော် twilight ဒီ box တွေမှာဒီထဲမှာ formula ရေးရပါမှာ formula ကိုဒီထဲမှာတခါတည်းရေးလို့ရရင်ရေးပါ တချို့ formula တွေကရေးရခက်နေတယ်ဒီထဲမှာတခါတည်းရေးဖို့အဆင်မပြေဘူးဆိုတော့ formula ကိုအပြင်မှာရေးပါပြီးတော့ copy ကူ escape နှိပ်ပြီးထွက်ပြီးတော့မှဒီထဲကိုလာပြီးတော့မှပေးချလိုက်ရင်လည်းရပါတယ်ကျွန်တော်အခုဒီမှာ auto border ခတ်တဲ့ဟာလေးကိုပြောပြပေးပါမယ်ကျွန်တော်ကဒီနေရာမှာပေါ့နော် data လေးဖြည့်လိုက်ရင်ဒီ a 0 h a 1ပေါ့နော်ဒီ a column လေးမှာ data ဖြည့်လိုက်ပြီးဆိုရင်ကျွန်တော် ော်ကဒီမှာဒီ C T အောင်ပေါ့နော် C colon T အောင်ကျွန်တော်က border လေးခတ်သွားကျင်တာပါအဲဆိုရဲခါကျတော့ A colon A1 ပြီးရင် A2 A3 ကျွန်တော်အဲ့လိုလေးဆင်းဆင်းပြီးတော့မှအဲ့မှာဒီ data ဖြည့်လိုက်တာနဲ့တပြိုင်နဲ့ C T အောင် C colon T အောင် border လေးခတ်သွားကျင်တာအဲဆိုတော့ကျွန်တော်ရေးရမှာကဒီ A colon D ဒီ A1 D ဘလန့်မဖြစ်ခဲ့ဘူးဆိုရင်လို့ရေးရမှာပါ။ပုံမြင်အိတ်ဆဲမှာဘလန့်မညီဘူးလို့ပြောချင်ရင်တော့ greater than less than လေးနဲ့ဒီလိုပုံစံလေးရေးရပါတယ်။အဲ့တော့ a1 နီး greater than less than ဘလန့်ဘလန့်နဲ့မညီခဲ့ဘူးဆိုရင်လို့ပြောတာပါ။ကျွန်တော်က a1 ပြီး a2 a3 a col a လို့ဆင်းကျင်တဲ့အတွက်ကြောင့်မို့လို့ a column ကို အီကောလန်မှာပဲယူကျင်တာမို့လို့အီကောလန်ကိုလော့ခတ်ခဲ့ပါမယ်။အဲဆိုကျွန်တော်ဒီဖော်မြူလာလေးကိုအဲ့ဒီမှာသွားဖြည့်လိုက်အလွယ်တူဖြည့်လို့ရအောင်ကျွန်တော်ဒီအပြင်မှာပဲဖော်မြူလာလေးကိုရေးထားပါတယ်။ Ctrl C ယူလိုက်မယ်။ SK နှိပ်မယ်။အဲ့ဒါပြီးရင်ကျွန်တော်ကဒီပေါ်နော်ဒီ၃ချောင်းလေးကိုဒီထိအောင် a c 20အထိပေါ့နော်ကျွန်တော် data ဖြစ်မှာ c 20အထိလို့မှတ်ပြီးရ c 20အထိအောင်ကျွန်တော် select မှတ်လိုက်မယ် a1 ကနေ c 20အထိအောင် select မှတ်လိုက်မယ်ပြီးရင် home နဲ့ကိုသွားမယ် conditional formatting နဲ့က new ကိုရွေးမယ်အဲပြီးတော့ ua formula ကိုယူမယ်ဒီနေရာမှာ cursor ချမယ်ခဏလေးဦးကျွန်တော် copy ကုလာတဲ့ formula လေးကိုထည့်လိုက်မယ်အဲ့ဒါပြင် format ထဲကိုဝင်မယ်ကျွန်တော်ဘာလုပ်မှာလဲဆိုတော့ auto border ခတ်မှာပေါ့နော် all border လို့ကျွန်တော်ပေးလိုက်မယ် okay အဲ့ဒါပြင် okay ပေးလိုက်မယ်ဆိုရင်ဒီမှာခတ်သွားပါပြီကျွန်တော်နောက်တစ်ခုထည့်ကြည့်ပါမယ်နောက်ခတ်သွားပါပြီနောက်တစ်ခုထည့်ကြည့်မယ်ခြေခတ်ပါတယ် tt ခတ်တယ် yy ခတ်တယ် ခတ်သွားပါပြီကျွန်တော်ဒီမှာဆွဲချကြည့်လိုက်မယ်ပေါ့เนาะ20ဒီဆွဲချကြည့်လိုက်မယ်ပေါ်တာခတ်သွားပါပြီဒီနေရာမှာနောက်ထပ်ကျွန်တော်21မှာရေးလိုက်ရင်မခတ်တော့ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ခဏနေတော့ငါပြီးခဲ့တာဒီ C20 အထိပဲပြီးခဲ့တာကြောင့်မလို့ပါအဲဒါဆိုတော့ကျွန်တော်ကအာဒီမှာမဟုတ်ဘူး30အထိပြင်ကျင်နေဆိုရင်အဲ့ home နဲ့က conditional formatting နဲ့က manage blue ဆိုတာကိုရှိပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့ရဲ့ ဒီဟိုပါပေါ့နော် formula လေးရှိပါအဲ့ formula မှာဒီမှာ apply to ဆိုတာရှိပါတယ်အဲ့ apply to ဆိုတဲ့နေရာမှာကျွန်တော်တို့ဟို ဘယ်ထိအောင်သွားကျင်တာလဲပေါ့ဥပမာကျွန်တော်တို့က row 30 row ပေါ့နော် row 30အထိသွားကျင်နေဆိုရင် sita t လို့ယူခဲ့လိုက်ပါအဲ့ဒါပြီး apply ကိုနှိပ်ပါဒီနေရာမှာ apply နှိပ်ခဲ့ရပါမယ် okay တန်းနေရင် formula apply မဖြစ်ပါဘူး apply okay အဲ့ဆိုရင်ဒီမှာခတ်သွားပါပြီကျွန်တော်30မှာသွားရိုက်ကြည့်ပါမယ် auto border ခတ်သွားပါပြီ31မှာရရင်မခတ်ပါဘူးအဲ့ဒါလေးကတော့ auto border ခန်းကြီးလေးဖြစ်ပါတယ် ကျွန်တော် conditional formatting အသုံးပြုရတဲ့ပတ်သက်ပြီးနောက်ထပ်မျှဝေပေးချင်တာလေးတစ်ခုကတော့ conditional formatting နဲ့က new နဲ့ပေါ့နော်ပြီးတော့ဟိုဟာနဲ့ PVA ကုတ်လေး new နဲ့ PVA ကုတ်ပေါင်းရေးပြီးတော့ဒီကျွန်တော်ကစာရှိတဲ့ဆဲလေးတွေကိုအယောင်ချဲချင်တာပေါ့နော်ကျွန်တော်ကစာရှိနေတဲ့ဆဲလေးကိုအယောင်လေးနဲ့ပြအောင် လုပ်တဲ့နီလန်းလေးကိုပြောပြပေးမှာဖြစ်ပါတယ် ကျွန်တော်ဒီနေရာမှာကာဆာထားလိုက်ပြီဆိုဒီနေရာမှာအယောင်လေးတစ်ခုချဲထားကျင်တာပါကျွန်တော်ကာဆာရောက်နေရကိုတီအောင်ပေါ့နော်ကာဆာရောက်နေတဲ့ row ကိုတီအောင်မို့လို့အယောင်လေးတစ်ခုချဲကျင်တာပါအဲဆိုတော့ကျွန်တော်ကဒီနေရာမှာ conditional format တင်းထဲမှာ formula ကိုအရင်သွားရေးမယ်ပြီးရင်အဲ့ဒီအရာကို PPA ကုန်းနဲ့ run အောင်လုပ်ရမှာပါအဲဆိုတော့ပထမဆုံးကျွန်တော်ကဒီကာနေရာလေးမှာကာဆာရှိရင်ဒီ row မှာကာဆာရှိရင် ီဘိုးကိုအယောင်လေးခြေကျင်တာပါအဲ့တော့ကျွန်တော်ကတကယ်လို့ဒီ brush တစ်ခုလုံးကိုတုံးကျင်တယ်ဆိုလို့ရှိရင်တော့ control a နဲ့ select မှတ်လိုက်ပါဒါမှမဟုတ်ဆိုကျွန်တော် color ခြေကျင်တဲ့အထက်ထိလေးပဲကျွန်တော်ကတော့ပေါ့နော်ဆလတ်မှတ်လိုက်ပါမယ်ကျွန်တော်ကအခုဒီပေါ့နော်ဒီဇာတ်လေးကိုပဲကျွန်တော်ဒီဇာတ်လေးမှာပဲကလာချဲ့ချင်တာဖြစ်တဲ့အတွက်ဒီဇာတ်လေးကိုပဲဆလတ်မှတ်လိုက်ပါမယ်ကျွန်တော်ရေးမှာကဒီရိုးမှာကာစာရှိရင်အယောင်ချဲ့မှာပါအဲ့ဒီတော့ကျွန်တော်ရေးမဲ့ formula လေးက equal row ကစန်အီကယ်ရိုးဒီဆဲရဲ့ရိုးနဲ့ညီမယ်ဆိုရင်လို့ရေးမှာပါကျွန်တော်ဒီဖော်မြူလာလေးကို copy Google လိုက်ပါမယ် control c sk လေးနှိပ်ပြီးထွက်ပါမယ်အဲ့ဒါပြီးကျွန်တော်ဖော်မြူလာတက်ရောက်ခြင်းတဲ့နေရာလေးကိုဆလမ်းမလိုက်ပါမယ်အဲ့ဒါပြီး home နဲ့က conditional formatting နဲ့က new ကိုသွားပါမယ် UI formula အဲ့ဒါပြီးဒီနေရာမှာ control v အဲ့ဒါပြီးလို့ရှိရင်တော့ format ထဲကိုသွားမယ် ကျွန်တော်ပေးချင်တာကဒီ face ထဲမှာ mo color လေးနဲ့ပဲကျွန်တော်ပေးလိုက်မယ်ပေါ့နော်အရောင်လေးဒီရောင်လေးပေးလိုက်ပါမယ် okay 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 အဲ့ဒါတခုဒီနေရာမှာအရောင်လေးချိန်နေပါပြီဒါပေမဲ့ကျွန်တော်ကာဆာပြောင်းသွားတိုင်းမချိန်သေးပါဘူးအဲ့ဒါလေးကိုအကရာ ကာစာပြောင်းသွားတိုင်းကျွန်တော်ကာစာရှိတဲ့နေရာမှာအယောင်လေးလက်ချေခြေဖို့အတွက်ဆိုရင် VBA ကုတ် VBA နဲ့ကုတ်လေးသွားရေးရပါမယ်။အဲဆို VBA ကုတ်ကိုကျွန်တော်ကအလွယ် developer တွေကနေခေါ်လို့လည်းရပါတယ်။ကျွန်တော်အခုအလွယ်တကူဒီကနေပဲပေါ့နော်။ sheet တန်းဆိုတဲ့နေရာလေးကို right click နှိပ်လိုက်ရင်ဒီမှာ view ကုတ်ဆိုတာလေးကြာလာပါလိမ့်မယ်။ view ကုတ်ဆိုတာလေးရှိပါတယ်။အဲ့ဒါလေးကိုယူလိုက်မယ်။အဲ့ဒါပြင်ဒီမှာ general ဆိုတဲ့နေရာလေးမှာကျွန်တော် word sheet လို့ပြောင်းလိုက်။ဒီလိုလေးကြာလာပါပြီ။အဲ့နေရာမှာကျွန်တော်ရေးမယ်။အဲ့ဒါစာလေးကကျွန်တော်ရေးမယ်ကုတ်ကလေးကတော့ target ဆိုပြီးတော့ top အဲပြီးတော့ calculate ဆိုပြီးရေးလိုက်ပါမယ်။ calculate လို့ရေးတဲ့ဒါလေးကြာလာမယ်။ under task လေးခုံလိုက်ပါပြီးရင် and sorry under ခောက်ခဲ့ပါ။အဲပြီးရင်ပိတ်လိုက်ပါမယ်။ဒီမှာကျွန်တော်ကျွန်တော်ကစားပြောင်းသွားတဲ့နေရာလေးတိုင်းမှာ အယောင်လေးတွေခြေနေပါပြီ။ဒါဆိုရင်ကျွန်တော်ကာဆာရှိရဲ့နေရာကိုအလဲတကူတည်နေပါတယ်။ဒါကတော့ conditional formatting နဲ့ b အချင်း conditional formatting နဲ့ vba ကိုကိုပေါင်းရပြီးတော့မှဒီကာဆာလေးတွေဟုတ်ပေါ့နော်။ကာဆာရှိရဲ့ဆဲခွက်လေးကိုအယောင်ခြေတဲ့နီလေးပြိုးကိုအယောင်ခြေတဲ့နီလေးပဲဖြစ်ပါတယ်။အသုံးပြုသွားတာကတော့ conditional formatting နဲ့မှဒီ formula လေးကိုတွားရေးရတာပါ။ပြီးတဲ့အခါကျတော့အဲ့ဒီ ကုတ်မာပေါ့နော် view ကုတ်ခေါ်ပြီးတော့မှကုတ်မာကကြတော့ဒီမှာ target kakupra washi မှာ roshi ကိုခေါ်ပြီး target calculate ဆိုပြီးတော့မှအဲ့စာ target.calculate ဆိုတဲ့စာလေးကိုပဲတွားရေးလိုက်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်